အားလုံးပဲမင်္ဂလာပါလို့ကျွန်တော် channel ရဲ့နှုတ်ဆက်လိုက်ပါတကယ်ညင်းတို့ရေနေ့ရက်တော့ Man City လေးရောတော့ Wolverhampton ကို6-0ဆိုတော့ရလနဲ့နိုင်ရရှိသွားပြီးတော့ Champions League ဝင်ခွင့်တွေ့တော့နည်းနည်းချင်းနေကောင်းနေပြီပေါ့ဒီနေ့မှကျွန်တော်တို့ဘယ်ပွဲစဉ်တွေပြောစရာရှိတဲ့ Sunday တွေ့啊 Bradford နဲ့ Man U Chelsea နဲ့ Liverpool Pitman ပဲအဲ့ပွဲ prediction စိတ်ဝင်စားဖို့ကောင်းတယ် Okay. အားလုံးပဲစလိုက်ရအောင်။ Redfoot နဲ့ Man U ပွဲစဉ်တွေကတော့ကျွန်တော်ရင်ခုန်စရာတိတ်လို့မရှိတော့။မအားလို့လည်းဆိုပွဲစဉ်စရာညိနေတဲ့အနေထားတစ်ခုမှာ Man U ရဲ့အဆက်ရက်တင်ဖို့က74မှာ39မှတ်နဲ့ Redfoot က77မှာ49မှတ်နဲ့ရရှိထားပြီးတော့ရင်ခုန်စရာမရှိမဲ့ Redfoot တော့ Corporate ကိုတော့လိုက်လို့ရတဲ့အနေထားတော့ရှိရနော်။ဒီတပောက်လို့ရှိတယ်။ဒီပွဲစဉ်ယူဘက်လေဘယ်လိုပေးထားလဲ။ 169450 report တော့ပေးထားတာပဲ report ကလည်း notary foreigner အုပ်ထားနေတယ်ခုဆိုမန်ယူကလည်းဘီဘောင်နဲ့ပွဲတေးကြပါပြီမဲ့လာမဲ့သူကကြာသပတိနေ့မှာဘီဘောင်နဲ့တွေ့မယ်ဆိုမန်ယူလူစင်းပြည့်တော့မထုတ်သွားလာဘူးဒီပွဲစဉ်ယူကျွန်တော်ရဲ့ပွဲစဉ်ခံမှချက်ရဆိုတော့ကျွန်တော် report တော့ပူချက်မိတယ်ဒီပွဲစဉ်မှာ report နိုင်ရရှိပါမယ်လို့ကျွန်တော်ခံမှန်းလိုက်ပါတယ်ကိုးနေထားနေဆိုတော့ကျွန်တော် report ဒီပွဲကို နှစ်ကိုတစ်ကိုဆိုအနေထိုင်အနာရရှိပါအောင်ကျွန်တော်ပွဲခတ်မှန်းလိုက်ပါဗျာ။ Okay ဒီပွဲပြီးတာနဲ့ကျွန်တော်တို့ Brighton နဲ့ Newcastle ပွဲစဉ်တွေတွားလိုက်အောင် Brighton Newcastle ပွဲအစိတ်ဝင်စားဖို့ကောင်းတယ်။ပွဲစဉ်စရာရက်တိမှုကြည့်လိုက်တဲ့အချိန်မှာ Brighton Brighton တွေ့ရတဲ့ Europa နဲ့ Europa Cup League တွေ့ကံမလို့ဆို Newcastle တွေ့ရလဲချက်ပြန်လိဝင်ခွက်တဲ့အရလို့စူးစမ်းရုံးကံမှာပဲနေထားလဲပွဲလေရမှာပေးထားတာကြည့်လိုက်အောင် กว่าอูเนาะปอยซอลิเบกว่าเนาะเปดานနေတာဒီကူမှာရိုက်တာနောက်ဆုံးဘက်ဝက်ဆန်အောင်အုပ်တာနျူကာဆယ်အက်စဝက်တောင်အုပ်တာအာဒီဘွဲကတော့ရင်မောစဖွဲပဲဘွဲစင်စရာရက်တမှုတွေကြည်ထားပြီဆိုတော့ဒီဘွဲစင်မှာနျူကာဆယ်နိုင်မလားသရေပဲသွားမလားဒီချီနေတိုင်းဆိုတော့ကျွန်တော်ဒီဘွဲစင်ယူတကောတကောဆိုတေးရလိုက်မယ်ကျွန်တော်ဘွဲခတ်မှလိုက်ပါဗျာโอเคဒါပြီးတာကျွန်တော်တို့ ဝါဆန်နဲ့စပါပွဲတွေတွားလိုက်အောင်ဝါဆန်နဲ့စပါပွဲရလဲအေးစစ်စစ်ကန်လို့ရနေတာဆူရှိပါပြီနှစ်သိန်းတော့ချစ်ပြတာပဲစပါလဲ31နဲ့ယူရိုပါလီဘာနိုင်ဟာဆိုလို့သူကလဲအေးစေးပဲကန်မှဒီပွဲရတယ်စပါဒီနေ့မှတော်တော်ရက်တမှုဆိုအဆက်16နဲ့39မှန်တယ်ဝါဆန်နဲ့တူတူပဲ16မှန်36ဝါဆန်အပေါ်တက်လို့ရအောင်နိုင်ဝါနော်ဒီပွဲစဉ်ပေးထားတာလဲဝါဆန်ကပေးထားတော့1 3 3 3 50 ဒီပွဲစဉ်မှာမဖြစ်မနေကန့်ချင်းဆိုတော့ဝဆန်တော့ကတ်နိုင်မှာဒီပွဲနှစ်ကိုတကိုဆိုရင်နေကတ်နိုင်ပြီးတော့စပါရှုံးနေမှာကြောကိုခတ်မှလိုက်ပါလေဒါပြီးတာနဲ့စိတ်ဝင်စားစရာလေဘာဘူးနဲ့ချက်စီချက်စီကွဲမှာပေါ့ချက်စီတွေ့ရတော့ပွဲစဉ်စရာမှာတော်တော်ကိုလေဘာဘူးကတော့ဖလာရပါအစေးပဲချက်စီတွေ့နိုင်63မှတ်နဲ့ နျူကာဆယ်နဲ့ကတ်လိုက်လို့ရနျူကာဆယ်တရေကျဖြစ်စီရ63မှတ်ရသွားရတော့ကိုဒီဖရက်မှလည်းနေသေးရနော်ချက်စီရ40 44နေသေးချက်စီရနိုင်ထားရနော်ချက်စီရဒီပွဲဘယ်လိုကံအောင်မလဲဒီဘကအစ်ဆေးပဲပိတ်တဲ့ဘက်လက်ချက်ကြည့်လိုက်တော့နှစ်30နဲ့3နှစ်ကချက်စီတော့ပေါ်ပေးထားတာဒီဘကလည်းဘာဖလားမရှိတော့ဒီဖလားလည်းနိုင်အောင်ကံအောင်မှာပါသူက ျော့ပေးမလားဖြစ်စီရဒီပွဲစဉ်ယူနိုင်မလားဖြစ်စီဒီပွဲမှာဖိဖိစီစီနဲ့ကန်ရတော့လီဗာပူးကိုနှစ်ခုတကူဆိုရရနဲ့နိုင်ရရှိပါမလို့ကျွန်ပွဲစဉ်ခံမှန်းရင်လည်းငငယ်တော့အလုံးကျွန်တော်ရဲ့ Sunday prediction နဲ့နှုတ်ဆက်လိုက်ပါအလုံးပဲကိုစနစ်ပြကျမ်းမာကြပါစေ white day